AC Milan အသင်းအား Coppa Italia Plus Semi Final ဒုတိယအကြိုပွဲစဉ်မှာမြို့ကန်ပြိုင်ဘက် Inter Milan အသင်းကို၃ဂိုးကိုမရှိနိုင်အနိုင်ရပြီးဘောလုံးပွဲကိုတတ်နိုင်ခဲ့ပါတယ်။ပထမအကြိုဖြစ်ကစားခဲ့တဲ့တုန်းကတကိုးစီတီးကြခဲ့တာကြောင့်နှစ်ကြိုပေါင်းရလက်၄ဂိုးတကိုးနဲ့ AC Milan အသင်းအနိုင်ရပြီးဘောလုံးပွဲကိုတတ်နိုင်ခဲ့တာပါ။ဒီရသည်မှာရလက်တွေစိုးနေတဲ့ AC Milan အသင်းအား Coppa Italia Plus ဘောလုံးပွဲကိုတတ်နိုင်ခဲ့တာကြောင့်ဒီစုပလကိုရယူပြီးလာမယ့်ရသည်ဥရောပဝင်ခွင့်ရယူနိုင်ဖို့မျှော်လင့်ချက်တွေရှင်းသင်လာခဲ့တာဖြစ်ပါတယ်။ AC Milan တရား Serie A ပြိုင်ပွဲမှာအဆင့်9နေရာရပ်တည်နေပြီးဥရောပဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့အဆင့်6နေရာက Lazio အသင်းနဲ့၈မှတ်ကွာဟနေတာပါ။ Serie A အမှတ်ပေးစရာထိပ်ဆုံးနေရာမှာရပ်တည်နေပြီး Champions League ပြိုင်ပွဲမှာ Semi Final ကိုရောက်ရှိနေတဲ့ Inter Milan အသင်းအတွက်ကတော့ရှုံးပွဲကြောင့်ဒီယာတီမှာစူပလာ၃လုံးရယူနိုင်မယ်မျှော်လင့်ချက်တွေပြတ်ပြဲသွားခဲ့ပါတယ်။ Inter Milan အသင်းဟာဒီယာတီမှာ AC Milan အသင်းနဲ့၅ချိန်တွေ့ဆုံခဲ့ပြီး၂ပွဲတည်နဲ့၃ပွဲအရင်နိုင်ခဲ့တာပါ။ကိုပါအီတလီယာ플ာစမီဖိုင်နယ်ဒုတိယကြော့ပွဲစဉ်မှာ AC Milan အတင်းအတွက်၂ဂိုးသွင်းယူခဲ့တယ်။တိုက်စစ်မှု Jovic ကသူတို့ဟာ Serie A ပြိုင်ပွဲမှာကောင်းမှုမရှိတဲ့အတွက်ဒီပွဲဟာအလွန်ရေးကြီးတဲ့ပွဲဖြစ်ခဲ့ပြီးအရေးအသွေးနဲ့ဇယိုက်လက္ခဏာကိုပြသနိုင်ခဲ့တယ်လို့ပြောခဲ့တာပါ။ Inter Milan အတင်းနီးပြ Inzaghi ကသူတို့ဟာရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာပြင်းထန်နွမ်းနယ်မှုတွေရှိနေတာကြောင့်ပိုတမားဖို့လိုအပ်တယ်လို့ပြောခဲ့တာပါ။ AC Milan အတင်းဟာ Coppa Italia ဖလားဖို့လူပွဲဖြစ် Bologna အတင်းနဲ့ရှင်မယားပွဲရှိနေပါလေ။ဘလော့ကနာအတင်းအားဆီမီဖိုင်နယ်ပထမကြော်ပွဲစဉ်မှာအမ်ပိုလီအတင်းကို3-0ကိုမရှိနဲ့9ပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။